မင်္ဂလာပါရှင်မြန်မာမုတ်နေထဲမှာ အကောင်းဆုံးမုတ်တစ်မျိုးဖြစ်တဲ့ရွှေကြည်ဆွနွေးမကင်ထိုးနီလေးကိုအသေးစိတ်ဖြည်းဖြည်းစုံစုံလေးမျှဝေပေးခြင်းပါတယ်ရှင်ရွှေကြည်မှုတ်20သားသုံးနာပါတယ်။စံချိန်ခွက်နဲ့ချိန်မဲဆိုရင်3ခွက်စာလောက်ရှိပါတယ်ရှင်။တကြား15ချက်သား၊ကြက်ဥ3လုံး ဂျုံမုတ်ဓမင်းစာစွန်းနဲ့သုံးစွန်းစီ၅ချက်တာထောဘတ်ဓမင်းစာစွန်းနဲ့တစွန်းမောင်မောင်အုံးနို400 ml ဘူးကြီးတပူနို့စိန်385 ml တပူဘိန်းစိအနည်းငယ်လိုအပ်ပါတယ်ကျမကတော့တတိအစုံလေးတွေပါထည့်ခြင်းလို့စပြည့်တီးချောက်ကြောက်ဖယုံယူနဲ့တီဟိုစီအနေငယ်ပါထည့်ထားပါဗါဒီစပြည့်တီးချောက်တို့ပါတို့ကမထည့်လို့လည်းရပါတယ်ရှင် ရွှေကြည်မှုန့်မှာကအမှုတ်ကျန်းနာရဲ့နုရာရဲ့ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ကျမတော့ကျန်းတဲ့ဟာကိုပဲဝယ်လို့ရလို့အရာကိုပဲသုံးထားပါတယ်ရှင်။ကျဲဥသုံးလုံးကို ဖောက်ပြီးတော့ခလောက်ထားလိုက်ပါမယ်ရှင်။ဖိန်းစီလေးတွေကိုတော့မီးအားခတ်နေနေနဲ့အနက်လေးမှုေးလာတဲ့အထိကိုလော်တာပေးလိုက်ပါမယ်။ ွှေကြည်မှုတ်ကို အရင်ဆုံးအယောင်လေးရဲလာတဲ့အထိကိုမိအားခန့်နေနေနဲ့လှော်ပေးပါမယ်ရှင်။အခုလိုမျိုးရွှေကြည်မှုတ်လေးကိုအရင်ဆုံးလှော်ပေးမယ်ဆိုရင်ရွှေကြည်ရဲ့အယောင်လေးကပိုပြီးတော့လှတယ်လို့အနံ့လေးကပိုပြီးတော့မှွေးပါတယ်။9မိနစ်လောက်မိအေးအေးလေးနဲ့လှော်ပေးလိုက်မယ်ဆိုရင်ရပါပြီရှင်။ပြီးတာနဲ့မိလေးပိတ်လိုက်ပါမယ်။ ဂျုံမုံထမင်းစားစွန်းနဲ့သုံးစုံကို အစီအခဲလေးတွေဖြစ်မနေအောင်လို့စကားလေးချပြီးတော့ထည့်ပေးပါမယ်။ဘာဖြစ်လို့ဂျုံမုတ်လေးထည့်ပေးရလဲဆိုရင်ရွှေကြီးမုတ်ကစီးကတ်တာမျိုးမရှိတဲ့အတွက် သူ့ကြီးပဲဆိုရင်ဖဲ့ပြီးတော့စားတဲ့အခါမှာဖွာထွက်သွားတာမျိုးကြည်သွားတာမျိုးတွေဖြစ်တတ်ပါတယ်။ဂျုံမုတ်လေးထည့်ပေးမယ်ဆိုရင်ကတ်အားလေးကောင်းသွားပြီးတော့အလွယ်တကူကြည်မွသွားတာမျိုးတွေမဖြစ်တော့ပါဘူးရှင်။ ပြီးပြီဆိုရင်တော့တခြား15ချက်သားကိုပါတစ်ခါတည်းထည့်ပြီးတော့မှုပေးလိုက်ပါမယ်ရှင်အားလုံးနှံ့သွားအောင်လို့မှွေပေးပြီဆိုရင်တော့အရသာ လေးလေးပင်ပင်လေးဖြစ်နေစေဖို့အတွက်စားအနည်းငယ်ထည့်ပေးပါမယ်ရှင်။ပြီးတာနဲ့အမုံတွေကိုဘေးဘက်ကိုကတ်ထားလိုက်ပါမယ်။အလေရနေရာလေးမှာဂီးထောဘက်ကိုထမင်းစားစွန်းနဲ့တက်စွန်းမောက်မောက်ထည့်ပါမယ်ရှင်။ င်းချက်တဲ့စီ၅ချက်သာထည့်ပါမယ်ရှင်ပြတာနဲ့မီးလေးပြန်ဖွင့်ပြီးတော့ဒီထောပတ်စီနဲ့ရွှေချင်းမှုတ်တွေကိုမှုေးလာတဲ့ဒီကိုပြန်ပြီးတော့ကြော်ပေးပါမယ်ရှင်။ရွှေချင်းမှုတ်တွေကိုအခုလိုမျိုးပြန်ပြီးတော့တစ်ခါစီနဲ့ကြော်ပေးလိုက်မယ်ဆိုရင်ဒီထောပတ်ရဲ့မှုေးတဲ့နံ့နေရာရွှေချင်းမှုတ်တမှုတ်ချင်းစီတိုင်းကိုစိတ်ပြီးတော့ဝင်သွားပါတယ်။အဲ့တော့ရွှေချီလေးကအနံ့လေးပို့မှုေးပြီးတော့ပို့ပြီးတော့စားလို့ကောင်းပါတယ်။ နှစ်မိနစ်လောက်မီးအားခန့်နေနေနဲ့ရွှေကြီးမှုတ်တွေကိုထောပတ်လေးနဲ့ပြန်ပြီးတော့ကြောပြီးွားပြီးဆိုရင်တော့မီးလေးပိတ်လိုက်ပါမယ်ရှင်။အုံနို400 ml ဘူးကြီးတစ်ဘူးလုံးထည့်လိုက်ပါမယ်ရှင်။ဒီအုံနို့ဘူးနဲ့ပဲချိန်ပြီးတော့ရေကို400 ml ထည့်ပေးပါမယ်။ရွှေကြီးမှုတ်နူးနက်သွားစေဖို့အတွက်ရေလေးထည့်ပေးဖို့လိုအပ်ပါတယ်။ပြီးတာနဲ့အားလုံးနှံ့သွားအောင်လို့မှွေပေးလိုက်ပါမယ်။ ပြီးရင် no စိန်385 ml တဘူးလုံးထည့်လိုက်ပါမယ်ရှင်ပူနေတဲ့ရွှေကြီးမှုတ်ထဲကိုအုံနို့တို့ no စိန်တို့ရေတို့ထည့်လိုက်တာဖြစ်တဲ့အတွက်အခုဆိုရင်ရွှေကြီးမှုတ်ရဲ့အပူဓာတ်တွေကပြန်ကျပြီးတော့အေးတဲ့အနေအထားပြန်ဖြစ်သွားပါပြီဒီလိုအချိန်မှာမှာခုနတုန်းကခောက်ထားတဲ့ကြက်ဥသုံးလုံးကိုထည့်ပေးပါမယ်ရှင်။ပူနေတဲ့အချိန်မှာကြက်ဥကိုထည့်မယ်ဆိုရင်ကြက်ဥကအဖက်လိုက်တွေဖြစ်သွားပြီးတော့စားလို့မကောင်းမင်းနဲ့ဖြစ်တတ်ပါတယ်။ အဲ့တော့ကြက်ဥထည့်တဲ့ချိန်မှာအေးနေဖို့လိုအပ်ပါတယ်ရှင်အားလုံးနှံ့သွားအောင်မှုပြပြီဆိုတော့မှ မီးပြန်ဖွင့်လိုက်ပါမယ်ရှင်မီးအားကိုတော့ရှေ့အလောင်းနဲ့ပဲထားပါတယ်ရှင်မီးအားများလို့ရှိရင်အရေတွေမြ мян ခန်းသွားတယ်ဆိုပေမဲ့ရွှေချီမုတ်ကနူးနှက်ချိန်မရပဲနဲ့မာဆက်ဆက်အနေထားနဲ့ကြံနေတတ်ပါတယ် ပြီးတော့မိရများရင်အောက်ဖက်ကတူးတာကတ်တာမျိုးတွေဖြစ်တတ်ပါတယ်။ရွှေကြည်ထိုးတဲ့နေရာမှာ တူးနံလေးတစ်ချက်ပါသွားပြီဆိုရင်စားလို့မကောင်းတော့ပါဘူး။အဲ့တော့လုံးဝမကတ်အောင်မတူးအောင်လို့မိအားနည်းနည်းနဲ့အဆက်မပြတ်မှွေပေးနေဖို့အရေးကြီးပါတယ်ရှင်။ဒါလေးကတော့12မိနစ်လောက်မှွေထားပြီးတဲ့အနေထားလေးပါရှင်။အခုဆိုရင်ရေးတွေအကုန်လုံးနှိပါခန်းသွားပြီးတော့စီထွက်လာတဲ့အနေထားရောက်သွားပါပြီရှင်။ မုတ်သားလေးမှာစီလေးတွေဝင့်နေတာကိုမြင်ရပါလိမ့်မယ်ရှင်။ကျမကစီလျှော့ထည့်တဲ့နာမိုးစီအများကြီးမထွက်လာတာပါ။တကယ်လို့ကိုကစီရွှဲရွှဲလေးနဲ့ကြိုက်တယ်ဆိုရင်စီကိုအခုထပ်ပို့ပြီးတော့ထည့်ပေးလို့ရပါတယ်။ရွှေကြည်မုတ်လေးကလည်းပွာလာပြီးတော့နူးနက်သွားတဲ့အနေထားဖြစ်သွားပြီးမို့လို့မှွေတဲ့အခါမှာလက်ကလည်းလေးလေးပင်ပင်နဲ့အားဆိုင်ပြီးတော့မှွေတဲ့အနေထားရောက်သွားပါပြီ။အခုလုံနေသားလေးရောက်ပြီဆိုရင်တော့အရသာလေးမြည်ကြည့်ပြီးတော့လိုအပ်တာကိုထပ်ထည့်နိုင်ပါတယ်။ အရလာလဲကိုစိတ်ကြိုက်ဖြစ်သွားပြီဆိုရင်တော့စပြေးသီးချောင်းနဲ့ကြောက်ဖယုံကိုလှီးဒနာလေးတွေထည့်လိုက်ပါမယ်ရှင်။တီယိုစီကတော့မုတ်ဖုတ်ပြီးတော့မှထည့်စားမှမလို့မထည့်သေးပါဘူး။ဒီနေရာမှာကိုကအုံသီးကြော်လေးကြိုက်တယ်ဆိုရင်အုံသီးကြော်လေးပါထည့်လို့ရပါတယ်။အားလုံးနှံ့သွားအောင်မှွေပြီးပြီဆိုရင်တော့မီလေးပိတ်လိုက်လို့ရပါပြီရှင်။ ုံးနို့တွေပါတွေစပြီးတော့ထည့်တဲ့အချိန်လေးကနေတွက်မယ်ဆိုရင်15မိနစ်လောက်ထိုးပေးလိုက်ရပါတယ်။မုံသားထည့်မဲ့ပန်းကို ထောပတ်စီအနှံ့တုပ်ထားပေးပါမယ်ရှင်။ဒီဘန်းလေးရဲ့အရွယ်စားကတော့အလျား17လက်မခွဲ အနံ6လက်မရှိပါတယ်။ရွှေကြည်ထိုးရတာတွေကိုဘန်းလေးကိုတေချာလေးဖိပြီးတော့တိတ်ပြီးတော့ထည့်ပေးပါမယ်။ အားလုံးထည့်ပေးသွားပြီဆိုရင်တော့မျက်နှာပြင်လင်းညှိနေအောင်လို့တေးသေးချာချာညှိပေးပါမယ်ရှင်။မျက်နှာပြင်ညှိပေးသွားပြီဆိုရင်မဖြစ်မနေလှုပ်ပေးရမှလေးတစ်ခုရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့မျက်နှာပြင်အပေါ်ရန်သားရောက်နေတဲ့ဇပြစ်ခြောက်လေးတွေကိုဒုတ်ကလေးနဲ့အောက်ထည့်ကိုကြအောင်လို့ထိုးပေးရမှဖြစ်ပါတယ်။ဘာလို့ဆိုတော့ဇပြစ်ခြောက်ကမီးဖုတ်လိုက်တဲ့အခါမှာသူကအလွယ်တကူမီးကျွန်းသွားတတ်ပါတယ်။ စပီးချောက်လေးတွေထိုးပေးလိုက်လို့ပေါက်သွားတဲ့မျက်နှာပြင်ကိုကြံနေတဲ့မုန်သားလေးတွေနဲ့ပြန်ပြန်ပြီးတော့ဖိသိပ်ပေးပါမယ်ရှင်။မျက်နှာပြင်ပေါ်မှာထောဘက်စီလေးအနှံ့တုပ်ပေးပါမယ်ရှင်။အခုလိုမျိုးမျက်နှာပြင်ပေါ်မှာစီလေးတုပ်ပြီးမှမီးဖုတ်တဲ့အခါမှာမျက်နှာပြင်ကကွဲအပ်တာမျိုးတွေမဖြစ်အောင်လို့ကာရာပေးပါတယ်။ စီလေးအနှံ့တုပ်ပြီးဆိုတော့မှလှော်ထားပြီးတဲ့ဖိန်စီလေးတွေလိုက်ပြီးတော့ဖြူပေးလိုက်ပါမယ်ရှင်ဒါဆိုရင်တော့ရွှေကြည်ပန်းလေးကမီးဖုတ်ဖို့အဆင်သင့်ဖြစ်ပါပြီ။ဒါပေမဲ့ရွှေကြည်ပန်းကိုမီးမဖုတ်ခင်မှာလုံးဝမဲ့တစ်ချက်ရှိပါတယ်။အလားပါလဲဆိုတော့ကိုလိုချင်တဲ့အနေထားလေးတွေကိုကြိုပြီးတော့လှီးပေးလိုက်တာဖြစ်ပါတယ်။မီးမဖုတ်ခင်မှာလှီးမယ်ဆိုရင်လှီးရတာလွယ်တယ်လို့ကိုလိုချင်တဲ့ပုံစံလေးတွေတည်တည်ချာချာကွက်တီဖြစ်အောင်လှီးလို့ရပါတယ်။ မီးဖုတ်ပြီးမှလီးမယ်ဆိုရင်အပေါ်ရင်မျက်နှာပြင်ကမာပြီးတော့တင်းသွားတာ ဖြစ်တဲ့အတွက်လီးလိုက်တဲ့အခါမှာဘေးနားမှာပဲ့ထွက်တာမျိုးလေးတွေပုံစံမလှတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်မီးမဖုတ်ခင်မှာရွှေကြည်ပန်းကိုလှီးပေးမယ်ဆိုရင်တော့ကိုလိုချင်တဲ့ပုံစံလေးလှလှပပလေးရပါတယ်ကိုစိတ်ကြိုက်အရွယ်တော့အတုံးလေးတွေလှီးပြီးပြီဆိုတာနဲ့မီးဖုတ်ဖို့အစင်းသင်းဖြစ်ပါပြီရှင်။ကျမကတော့အာဗန်ထဲမှာအပေါ်မီးအောင်မီး220ဒီဂရီနဲ့မိနစ်20ဖုတ်ပေးလိုက်ပါမယ်ရှင်။ ဒါလေးကတော့မိနစ်20ဖုတ်ပြီးလို့ရလာတဲ့အနေအထားလေးဖြစ်ပါတယ်။ဒါလေးကိုလုံးဝအေးသွားအောင်လို့အေးခံပြီးပြီဆိုရင်စားလို့ရပါပြီရှင်။တီဟိုစီလေးတွေအပေါ်ကနေတင်ပေးလိုက်ပါမယ်ရှင်။အရင်ထဲကလှိဒါန်တာဖြစ်လို့ဒါလေးနဲ့အလိုက်တင်လေးပြန်ပြီးတော့အရာပေးလိုက်မယ်ဆိုရင်ဒီရွှေကြည်တုံးလေးတွေကအလွယ်တကူထုတ်လို့ရပါလေ။ အခုဆိုရင်အတုံးပုံစံမပြတ်ကြေမွပဲထွက်တာမျိုးတွေမရှိတဲ့ရွှေကြည်ဆနွဲ့မကင်းလေးရသွားပါပြီရှင်အလှမင်္ဂလာပွဲတိုင်းမှာအချိုပွဲအနေနဲ့မပါမဖြစ်ကျွေးမွေးအခမ်းလေးရှိတဲ့ရွှေကြည်ဆနွဲ့မကင်းထိုးနေလေးဖြစ်ပါတယ် ဖဲလိုက်ပြီးဆိုရင်ကြေထွက်သွားတာမျိုးဖွာထွက်သွားတာမျိုးတွေမရှိဘဲနဲ့အသားလေးကအီအီလေးနဲ့အရန်ဆားလို့ကောင်းပါတယ်။အရသာကလည်းအရန်အချိုမကဲဘဲနဲ့စိတ်နဲ့ဘက်ကို ပိုးပြီးတော့သွားပါတယ်။ထောပန်းနဲ့လေးကမှွေးနေတော့တအားကိုဆားလို့ကောင်းပါတယ်ရှင်။အဆုံးထိကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်။အားလုံးပဲကျန်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှာကင်းဝေးကြပါစေရှင်။